အိန္ဒိယပါကစ္စတန်စီးရဲ့ပြည်ပကဟာအမေရိကန်နဲ့မသက်ဆိုင်တာကြောင့်နက်နက်ရှာရှာဝင်မပါချင်ဘူးလို့အမေရိကန်ဒုတိယသမ္မတဂျင်းဒေးဗင်းစ်ဘတ်ကပြောကြားခဲ့ပါတယ်။သူကလက်ရှိအာရှတောင်ပိုင်းကနျူကလ িয়ার လက်နက်ပိုင်းနိုင်ငံခြားစီးရဲ့တင်းမာမှုတွေကိုခရယကန်ရှန်နိုင်ငံတွေကပဲရှော့ချတင်တယ်လို့ဆိုပါတယ်။အခြေအနေတွေကိုခက်မြမြန်တင်းမာမှုပြေလျော့စေဖို့အမေရိကန်ကလိုလာကြောင်းဒါပေမဲ့တခြားနိုင်ငံတွေရဲ့ဆုံးဖြတ်ရွေးချယ်မှုကို အမေရိကန်ကမထိန်းချုပ်နိုင်ကြောင်း Ford သတင်းဌာနနဲ့ interview မှာ Vance ကပြောဆိုခဲ့ပါတယ်။အမေရိကန်လုံနိုင်တာကအဲ့ဒီနိုင်ငံတွေကိုချော့ချော့ပေါ့ပေါ့လုံကြပေါ်တိုက်တော်နိုင်တာပဲရှိကြောင်းအခြေခံအဖြစ်အမေရိကန်နဲ့ဘာမှမဆိုင်တဲ့စစ်ပွဲတစ်ခုတည်းကိုအမေရိကန်ကဝင်မပါချင်ကြောင်းနဲ့အမေရိကန်လုံနိုင်စွမ်းရည်အရာလဲအဲ့ဒီကိစ္စကိုဝင်ရောက်ထိန်ချုပ်နိုင်ခြင်းဘာမှမရှိကြောင်း Vance ကပြောကြားသွားခဲ့ပါတယ်။အိန္ဒိယဟာအာရှပစိဖိတ်ဒေသမှာတရုတ်ရဲ့ဩဇာချက်တွေမှုတာစီယေယူမန်းချက်မှာအမေရိကန်ရဲ့အရေးကြီးဆုံးမိဖတ်နိုင်ငံတစ်ခုဖြစ်ပါတယ်။ ပါကစ္စတန်ကတော့2022ခုနှစ်မှာအိန္ဒိယအာဖဂန်နစ္စတန်နိုင်ငံကနေအမေရိကန်တပ်တွေဆုတ်ခွာပြီးတဲ့အချိန်အမေရိကန်အတွက်အရေးပါတဲ့ဒေသတွင်းမဟာမိတ်နိုင်ငံဖြစ်ရပ်တည်နေစေပါဒါပေမဲ့ Vance ကတော့အဲ့ဒီနိုင်ငံသားစစ်ရေးပရိပတ်ကဟာအမေရိကန်နဲ့ဘာမှမသက်ဆိုင်ဘူးလို့ပြောကြားခဲ့ပါတယ်နိုင်ငံတကာရေးရာလိလာသူတွေကတော့သမ္မတဒေါ်နယ်ထရန့်ရဲ့အမေရိကန်ဆိုးရွားဟာရုရှားယူကရိန်းစစ်ပွဲဂါဇာစစ်ပွဲတွေနဲ့ပတ်သက်လို့တန်တမာရေးရာရည်မှန်းချက်တွေနဲ့ပါဝင်လှုပ်ရှားနေရကြောင်း အိန္ဒိယပါကစ္စတန်ပြည်ပကကိုတော့လက်ရှောင်နိုင်ွယ်ရှိတယ်လို့သုံးသပ်ထားကြပါတယ်။အမေရိကန်နိုင်ငံသားရဲ့ဝန်ကြီးမာကိုရူဘီရောအိန္ဒိယနဲ့ပါကစ္စတန်နိုင်ငံသားရဲ့ဝန်ကြီးတွေကိုတီးခြားစီဆက်သွယ်ပြီးတင်းမာမှုတွေကိုရှော့ချဖို့တိုက်တွန်းထားပေမဲ့အဲ့ဒီထက်တထဲဝဝယ်လှူရှာမဲ့အရေးအခြေတော့မမြင်ရပါဘူး။ Trump ကတော့အိန္ဒိယနဲ့ပါကစ္စတန်ကြားကတင်းမာမှုတွေဟာဆက်ပြတ်စရာကိစ္စမျိုးဖြစ်တယ်လို့ဝေဖန်ထားပါတယ်ရှင်။